မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ယေရှုတော်နှင့်ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့သက်ရောက်ပါစေ။ဖျားရှင်ရဲ့ခြေစော်ကိုချီးမွမ်းပါလေ။ကျေးဇူးတောင်းချပါစို့။အဖဖျားနှုတ်ကပတ်တော်အဖြစ်ဒီဆောက်ဆရာဖြစ်စေပါ။နတ်နေတဲ့သမာတရားကိုကိုရောယူဆောင်ဖို့ပြပါ။အခုကျွန်တော်ပြောတာချက်ကိုရောပြောခြင်းသာဖြစ်စေပါ။တခိယေရှုနာမအာဖြစ်ဆုတောင်းဖျားရှင်ရဲ့ခြေစော်ကိုချီးမွမ်းပါလေ။ဂျေရုဆလမ်ချမ်းကိုခြုံငုံနေတာလား။ တခုမြောက်သောဆလာနဲ့ဒီက90ဒီကျွန်တော်ချုပ်နီးလိလာတာယနေ့ဆို62ခုမြောက်သောဆလာကိုရောက်ပြီဖြစ်တယ်တိကနေ60 ठी ကျွန်တော်ချုပ်နီးတော့ဖော်ပြခဲ့ပြီဖြစ်ပါတယ်အဲဒီကနေ့ကျွန်တော်က61ကနေစပြောမှဖြစ်တယ်အဲ့တော့60ခုမြောက်သောဆာလံဆိုတာကတော့အီဒုံပေါ်မှာအောင်မြင်ခြင်းအီဒုံဆိုတာအီသောရဲ့အမျိုးတွေဖြစ်တယ်အီသောရဲ့သားစဉ်မျိုးဆက်တွေကိုအီဒုံလူမျိုးတွေလို့ခေါ်ပါတယ်အဲ့တော့ဒီ ဧရုံသူ12000ကိုနော်ယောဘနဲ့ဒူဒါဝိကနော်ဟာလာအောင်မြင်ပြီးစားကြိုက်မှာနော်သူတို့နိုင်ခဲ့တယ်ကြီးစွာသောအောင်မြင်ခြင်းအောင်မြင်ခဲ့တယ်အဲ့ဒီချိန်မှာဆက်ဆိုတဲ့ဆာလံသည်60ခုမြောက်သောဆာလံဒါဝိယောဘနော်ဣသရေလဟာဧရုံသူ12000ကို စားကြိုက်မှာသူတို့အောင်မြင်ခဲ့တယ်အဲ့ဒီချိန်မှာဆက်ဆိုတဲ့ဆာလံက ီ60ခုမြောက်သောစာလံဖြစ်တယ်။ကဲအဲ့တော့ဒီနေ့ကတော့61က64ဟော61ကနေ64ကတော့ဘာလေးဆိုဖယားတကယ်ကိုတန်တာချင်းဟောကျွန်တော်လည်းစာလံချမ်းထဲမှာ60ခုမြောက်သောစာလံ64သောစာလံဟေ့လို့ပြောလိုက်တာ ਨੇ ဖယားတကယ်ကိုတန်တာတဲ့အကြောင်းအရာတွေရေးထားတာဖြစ်ပါတယ်။ဟိုမှာ61ခုမြောက်သောစာလံပိုက်ငယ်၄ကျော်ဖတ်ပြမယ်။တေးတော်၌အစင်နေပါမည်အတောင်တော်ဖုံးအုပ်ရာ၌ခိုးလုံးပါမည်။ အနားလည်းအောင်ပြောတော့ဆာလန်ဆရာကတဲတော်မှနေမယ်အတောင်တော်ဖုံးအောင်ရာဆိုတာဘုရားသခင်ရဲ့လုံခြုံကြွယ်ကြခြင်းရှိတဲ့အရာဝဲသူစိတ်ချတယ်လို့ပြောတာ ਨੇ အတူတူပဲဒါကြောင့်ဒီ62ခုမြောက်သောဆာလန်နဲ့64ခုမြောက်သောဆာလန်ကဘုရားသခင်ကိုတန်တာခြင်းအကြောင်းတွေကိုဤထားတာဖြစ်တယ်။နောက်62ခုမြောက်သောဆာလန်ကလည်း ကျော်အငငငါးကိုဖတ်ပြီးခြင်းလေအကေစင်စစ်ငါဝိညာဉ်သည်ဘုရားသခင်ရှေ့မှာငြိမ်ဝတ်စွာနေတတ်၏ငါမျောလင့်ခြင်းအကြောင်းသည်အထံတော်ကတည်ရောက်ရ၏အာမင်အဒါလေးဆာလန်ဆရာကအတိအကျပြောထားတယ်သူဝိညာဉ်ဘုရားသခင်ရှေ့မှာပဲငြိမ်ဝတ်စွာနေတယ်လောကယာရီနဲ့သူဝိညာဉ်မငြိမ်ဝတ်ဆိုတာသူသိတယ်သူရဲ့မျောလင့်ခြင်းအလုံးကဘုရားသခင်ရှေ့ရပဲလာတယ် အဲဒါကြောင့်ဒါ62ခုမြောက်သောစာလံ62ခုမြောက်သောစာလံ63ခုမြောက်သောစာလံ64ခုမြောက်သောစာလံဆိုတာဖရားသခင်ကိုတန်တတဲ့စာလံတွေဖြစ်ပါတယ်။ကဲနောက်63ခုမြောက်သောစာလံဒါဒါဝိကယူဒတော်ထဲမှာ ရှိတဲ့အခါမှာသူဆက်ဆိုတဲ့စာလံဖြစ်တယ်။အဲ့မှာလည်းကျောင်းနေအငွေ6ကိုဖတ်ပြခြင်းနဲ့63ခုမြောက်သောစာလံပိုင်ငယ်6မှာအကျွန်ုပ်ကိုမဆတော်မူသောကြောင့်အတောင်တော်အရေး၌ဝမ်းမြောက်ပါမည်။ ူအစင်ဒီတာအားလုံးကဘုရားသခင်မဆလို့တဲ့အဲ့မဆတဲ့ကြောင့်သူကလည်းအတောင်တော်ရိတ်အောင်မှဝမ်းမြောက်ပါတယ်တဲ့နော်ဒါကိုဒါဝိမင်းကြီးကအဲဂျူဒာတော်ထဲမှာသူရှိတဲ့အခါမှာဆက်ဆိုခဲ့တယ်ဒါလည်းဘုရားသခင်ကိုတောင်းတာပြည့်စုံဆက်ပြောတယ်63ခုမြောက်သောဆံပိုက်ငယ်ခွနဲ့မှာဘုရားသခင်ဒီ ရားပဲမိဝဲတယ်။ဒါကြောင့်ဆာလန်ဆရာဒါဝိတ်ကပြောတယ်။အကျွန်ုပ်ဝိညာဉ်ဒီကိုရောနိုင်မိဝဲတယ်။ဒါကြောင့်လက်ရလက်တော်ဒီကျွန်ုပ်ကို ထောက်မှတယ်။63ခုမြောက်သောဆာလန်ပိုက်ငယ်ခုနှစ်။ဒါကြောင့်ဒီဆာလန်61ကနေ64စီဒီဖျားခင်ကိုတန်းတားတဲ့ဆာလန်ကြီးဖြစ်ပါလေ။နောက်64ခုမြောက်သောဆာလန်ပိုက်ငယ်30ကျော်ဖတ်ပြမယ်။ဖြတ်မှတ်သောသူသည်ထောက်ရဖျားနိုင်ဝမ်းမြောက်ခိုလုံလိမ့်မည်။သဘောဖြောင့်သောသူ ပေါင်းတို့သည်ဝါကြွားကြလိမ့်မည်။အာမင်။ အဲ့တော့ဖြောင့်မတ်တော်သူဆိုတာကနော်တခိယေရှုအဖြစ်ပဲကျွန်တော်ကဖြောင့်မတ်ခြင်းရတယ်။ဒါကြောင့်ဒီဖယားအဖြစ်မဲ့လူသားဟာဖြောင့်မတ်ခြင်းရတယ်။ဂျာနာဘာနဲ့မှမရရှင်ွေဥစ္စာဘာတစ်ခုနဲ့မှဖြောင့်မတ်ခြင်းမရဘူး။ဒါနဲ့ဖြောင့်မတ်တော်သူဟာသာဝရဖျားနိုင် ဝမ်းမြောက်၍ခိုးလုံမင်း။ဟောဒီနေ့ဖြောင့်မတ်တော်သူဟာလေဖယားနဲ့ပဲသွားလာတယ်။ဖယားနဲ့သွားလာတဲ့သူဟာဖြောင့်မတ်တော်သူပဲ။ တန်ဖျံခင်ကိုတန်းတတဲ့သူရဲ့အသက်တာမှာအဲ့ဒီဖျားအဖြစ်မဲ့အကုန်ရနေပါလေဆိုတာတွေကိုလေဆာလန်ဆရာတွေကအတိအကျရေးထားတာဖြစ်တယ်။တောင်60ခုမြောက်သောဆာလန်64ခုမြောက်သောဆာလန်ထီကဖျားခင်ကိုတန်းတခြင်းအကြောင်းညာတွေရေးထားတာဖြစ်တယ်။ကဲနောက်65ခုမြောက်သောဆာလန်65ခုမြောက်သောဆာလန်ဘာလဲဆိုတော့ရိတ်သိမ်းခြင်းလေခွင်းများနဲ့သူးစုများဤချီးမွမ်းခြင်းလေရောတွေလေခွင်းတွေစကောက်ပဲသီးနံတွေ သုံးစုတွေကဘယ်ရောက်ချီးမွမ်းအဲအဲ့ဒီကြောင်းကိုရေးထားတာ65ခုမြောက်သောစာလဖြစ်တယ်ကဲ65ခုမြောက်သောစာလပိုက်ရင်ဆက်တဲ့ဒါအလွန်နာမည်ကြီးတဲ့ချမ်းပိုက်ကြောဖတ်ပြမယ်နှစ်တို့ကိုကျေးဇူးတော်နှင့်ပည့်ရတော်မူ၍ခြေတော်ရာတို့သည်စီဦးယူတတ်ကြပါ၏လူကတနှစ်ပြီးတနှစ်တနှစ်ပြီးတနှစ်တနှစ်ပြီးတနှစ်ကတဲ့ကျေးဇူးတော်နဲ့ပည့်ရထားလို့ကျွန်ရဲ့ခြေရာဟာစီဦးယူခဲ့တာပါတဲ့ အကြီးဘုရားရဲ့ဂျေဇုတော်သားမရှိတော့ကျွန်တော်ရဲ့ခြေထောက်တွေကျိုးသွားမယ်ပြတ်သွားမယ်လဲသွားမယ်ချော်သွားမယ်ပြုတ်ကျသွားမယ်ခောက်သွားမယ်ဒါပေမဲ့ဘုရားဂျေဇုတော်ကြီးရှိနေလို့ကျွန်တော်ရဲ့ခြေတော်ရာစီဥယူတာပါတဲ့ဖြစ်သောဆက်ပြောတယ်65ခုမြောက်သောဆာလံပိုက်ရင်ဆက်နှစ်မှာตาญาတော်တော်ရက်တို့လည်းယူ၍တောင်တို့သည်ပီတိခါးစည်းနဲ့စီးလျက်ရှိတယ်တောင်နေရာပီတိခါးစည်းตาญาနဲ့တော်ရက်တွေကစီးဥယူနေတယ်တဲ့เนาะ အနားလည်အောင်ပြောတော့ဒီ65ခုမြောက်သောဆာလံလေကွင်းတွေစပါးတွေတောတောင်တွေသူးစုတွေရဲ့ချီးမွမ်းခြင်းနဲ့ပတ်သက်တာအဲဒီအရာတွေကိုကြည့်ပြီးဆာလံဆရာကချီးမွမ်းခြင်းအကြောင်းကိုရေးထားတဲ့အရာဒီ65ခုမြောက်သောဆာလံဖြစ်ပါတယ်။နောက်66ခုမြောက်သောဆာလံနဲ့68ခုမြောက်သောဆာလံပါလေဆိုဖယားသခင်လူမျိုးတော်များအဲ့တော့ဣသရေလလူမျိုးတွေနဲ့ပတ်သက်ပြီးဖယောင်းချီးမွမ်းခြင်းအကြောင်းနဲ့ပတ်သက်တဲ့အရာတွေကိုရေးထားတာ ဒါပေမဲ့ဘုရားသခင်ကိုချီးမွမ်းလို့ဒူးဆိုက်တွေလည်းမလုပ်ဖို့ဆာလံဆရာကရေးထားတယ်။အော်66ခုမြောက်သောဆာလံအပိုင်းငယ်78ကိုကျွန်တော်ဖတ်ပြမယ်။ငါသည်စိတ်နှလုံးထဲမှာဒူးဆိုက်ကိုငဲ့ကွက်လင်ဖယားရှင်သည်နားထောင်တော်မမူ။အာမင်။66ခုမြောက်သောဆာလံအပိုင်းငယ်78အတေးဘလောက်ဆူတောင်းတောင်းဘလောက်ဖះရနဲ့သွားသွားတဲ့တဲ့နှလုံးသားထဲမှာဒူးဆိုက်ရှိရင်တဲ့သက်တာမှာဖះမကြိုက်တဲ့ဒူးဆိုက်ကိုလုံနေရင်တဲ့ဖះသခင်နားမထောင် ဟောဒီအချက်ကလည်းသိရေးကြည့်တယ်ဘုရားသခင်လူမျိုးတော်ကိုဘုရားသခင်ချစ်တယ်ကြည့်တယ်ဒါပေမဲ့ဒုစရိုက်ရှိရင်တော့နားမထောင်တော့ဒုစရိုက်ကိုငဲ့ကွက်လို့မရဒုစရိုက်ကိုစွန့်ပြစ်မှဘုရားသခင်နားတော်ကိုတင့်ဆုတောင်းတာရောက်တယ်ဆိုတဲ့အရာကိုဒါဆာလန်ဆရာကပေါ်ပြခြင်းလေဖြစ်တယ်နောက်68ခုမြောက်သောဆာလန်အပိုင်ငယ်ခုနှစ်ကျွန်တော်ဖတ်ပြမယ်ဘုရားသခင်ဒီငါတို့ကိုကောင်းချီးပေးတော်မူအောင်မိကြီးစွန်ပေါင်းတို့သည်လည်းဘုရားသခင်ကိုကြောက်ရွံ့ကြလိမ့်မည်အာမင် ။ဟောဘုရားသခင်ကလူမျိုးတော်ကိုကောင်းချီးပေးမယ်။မြေကြီးစွန့်တိုင်အောင်ဘုရားသခင်ကိုကြောက်ရမယ်။အဲ့ဒါလူမျိုးတော်နဲ့သက်ဆိုင်ပြီးရည်ထားတဲ့နော်ဆာလံချမ်းနဲ့ပတ်သက်တဲ့အကြောင်းအရာဖြစ်ပါတယ်။ဒါအောင်66နဲ့69ဒီဘုရားသခင်လူမျိုးတော်နဲ့ပတ်သက်ပြီးရည်ထားတာဖြစ်ပါတယ်။ခေနောက်68ခုမြောက်သောဆာလံ68ခုမြောက်သောဆာလံဆိုပါလေဆိုဣသရေလရူရဲ့ဘုရားတော်ဗျာဣသရေလရူရဲ့ဖျားဖြစ်တယ်เนาะရန်သူတွေကို꿰ပြားစေနိုင်တယ် ဒုက္ခပြီးတဲ့သူတွေကိုတုံလှုပ်သွားအောင်လုပ်နိုင်တယ်။မိဘမရှိတဲ့မုတ်ဆိုးမတွေဘက်ကနေဘုရားသခင်ကတရားစီရင်တယ်။အဲဒါဣသရေလလူမျိုးတွေရဲ့ဘုရားပဲ။အဲဒါကို68ခုမြောက်သောဆာလံမှာရေးထားတယ်။68ခုမြောက်သောဆာလံပိုက်ငယ်ငါကြော်ဖတ်ပြမယ်။ဘုရားသခင်သည်တန့်ရှင်းသောဘုံဘိမာ၌စံပယ်လျက်မိဘမရှိသောသူတို့၏အဖဖြစ်၍မုတ်ဆိုးမတို့ဘက်မှတရားစီရင်တော်မူ၏ အာမင်တောင်းဣဒရာမျိုးကြီးဖျားသခင်ထာဝရဖျားဆိုရကမိဘမရှိတဲ့သူမဟုတ်ဆိုမာဒီဘက်ကနေသူတရားစီရင်နေပါလေဆိုရကို68ခုမြောက်သောဆာလာမှာအတိလင်းဖော်ပြထားတာဖြစ်တယ်။နောက်69ခုမြောက်သောဆာလာအဲ့ဒါကဘာလဲဆိုမထိုက်တန်သောဆင်းရဲဒုက္ခခံရခြင်းနားလည်အောင်ပြောရင်တော့ဘာမှမဟုတ်ဘဲနဲ့အတ္တလူကိုဆင်းရဲဒုက္ခခံနေရတာတကယ်ဒီဘဝမှာဖြစ်တယ်လေအဲ့ဒီအကြောင်းအရာကိုဆာလံဆရာကရေးထားတာ69ခုမြောက်သောဆာလာ တိုက်တမ်းမဲနဲ့နော်ဘာမှလဲကိုချီချီမမအပြစ်လောက်တာလည်းမဟုတ်ပဲနဲ့အတလူကိုဆင်းရဲဒုက္ခတွေရောက်နေတာကိစ္စမရှိဘူးတဲ့အဲဆင်းရဲဒုက္ခတွေကဘုရားကကကယ်မင်းတဲ့နော်ဒါကိုရေးထားတာအဲ့ဒါမတိုက်တမ်းသောဆင်းရဲဒုက္ခခံရခြင်းကဲ66ကိုကုမြတ်သောဆလာပိုက်ငယ်၄ကိုကျွန်တော်ဖတ်ပြမယ်အကြောင်းမရှိပဲကျွန်တော်ကိုမုံသောသူတို့တွေကျွန်တော်ဇပင်ထက်များကြပါ၏ဆလာဆရာပြောတယ် ဘာမှမဟုတ်ပဲနဲ့ကျွန်တော်မုန်းနေတော့ကျွန်တော်ဇပင်ထက်တော်များနေတယ်။ဒါလေထူးဆန်းတယ်။ဒါကလေးကိုတတမှာကိုဘာမှလည်းလုပ်တာလည်းမဟုတ်ပဲနဲ့အသက်လွတ်ဒုက္ခရောက်နေတာကိစ္စမရှိပါဘူးတဲ့။ဘုရားသခင်ကစံသက်ခြင်းပါတဲ့။ဘုရားသခင်အကောင်းဆုံးပြန်လုပ်ပေးမယ်။ပြီးတော့ဆက်ပြောပါလေနော်။မဟုတ်မှမှမဲကျွန်တော်ကိုရံပြုတ်၍ဖြတ်စည်းတော်သူတို့သည်ခွန်အားကြီးကြပါ၏။ဟုတ်မှမှမဲနဲ့ကျွန်တော်ဒုက္ခပြီးနေတဲ့သူကပူတော်အားကြီးနေတယ်တဲ့နော်။ ပြီးတော့ဆက်ပြောတယ်ဗျာထိုအခါကျွန်ုပ်ဒီမယူသောဥစ္စာကိုပင်ပြန်ပေးရပါမည်ပြန်ပေးရပါဤကျွန်မမယူရတဲ့ဥစ္စာတော့အသက်လို့ပြန်ပေးနေရတယ်ဆုံးရှုံးနေတယ်လို့ပြောတာနားမအောင်ပြောတော့အသက်လို့ဆုံးရှုံးမှုအသက်လို့ဒုက္ခရောက်မှုတွေကြုံတွေ့နေရတာတဲ့ဒါပေမဲ့ဘုရားသခင်ကျွန်တော်နဲ့အတူရှိပါလေတဲ့ဘုရားသခင်ကျွန်တော်ကိုစမ်းသပ်နေတာကျွန်တော်စမ်းသပ်ခံနိုင်တယ်ဒါကြောင့်မထိုက်တန်သောဆင်းရဲဒုက္ခခံရခြင်းဆိုအဲ့ဒါကိုပြောနေခြင်းဖြစ်တယ် တောင်ဒီ69ဦးမြောက်သောဇာလံလည်းသိတ်ကောင်းတဲ့ဇာလံချမ်းဖြစ်ပါလေတကယ်တော့ကျွန်တော်ကဒါခြုံပြောလို့အသေးစိတ်ပြောရင်အများကြီးပဲတောင်ဒီသင်္သတ္တမှာအတ္တလူကြီးဆင်းရဲဒုက္ခရောက်တယ်အတ္တလူကြီးဒုက္ခတွေရောက်နေတယ်အတ္တလူကြီးယောဂါတွေဝယ်ကိစ္စမရှိဘူးယုံကြည်ခြင်းနဲ့ဆက်သွားဖះရောက်မျောလင့်ခြင်းနဲ့ဆက်သွားအဲ့ဒီဒုက္ခတွေကလွတ်မြောက်အောင်ဖះပြန်လုပ်မယ်ဆိုတဲ့အရာကို69ခုမြောက်သောဆာလမဖော်ပြထားတယ်။ဒါကြောင့်သူအနှစ်ချုပ်နောက်ဆုံးလေးမှာရေးထားတယ်69ခုမြောက်သောဆာလပိုက်ငယ်32မှာနော် ဘုရားသခင်ကိုရှာသောသူတို့၏စိတ်နှလုံးသည်အားပြည့်လိမ့်မည်အာမင်ပြဒနာရှာတဲ့သူဒုက္ခရှာတဲ့သူအခြားအရာရှာတဲ့သူရဲ့စိတ်နှလုံးအားပြည့်တယ်လို့မပြောဘူးဘုရားသခင်ကိုရှာတဲ့သူရဲ့စိတ်နှလုံးကဘယ်လိုအခက်အခဲရှိရှိတဲ့အားပြည့်နေမယ်တဲ့အားမပြတ်ဘူးတဲ့အားမလျော့ဘူးအားမယုတ်ဘူးတဲ့အားမကုန်ဘူးတဲ့ဒါကိုသူကဘာဖြစ်တယ်ပေါ်ပြထားတာဖြစ်ပါတယ်ပြည့်စုံဆက်ပြောတယ်69ခုမြောက်သောဆာလပိုက်ငယ်33မှာ ထာဝရဘုရားသည်စင်ရင်တော်သူတို့ဤစကားကိုနားထောင်တော်မူဤဟာလေလုယာတကယ်ဒီဘဝမှာအသက်လို့စင်ရင်တို့ကရောက်လေကိစ္စမရှိနဲ့ကိစ္စမရှိဘူးဘိဟာသခင်ကသင်စကားကိုနားထောင်တယ်တဲ့ဆက်ပြောတယ်အချုပ်ခံရသောမိမိလူတို့ကိုမထီမဲ့မြင်ပြုတော်မမူတာဒုက္ခရောက်နေတဲ့သူကိုဘုရားမထီမဲ့မြင်မပြုပါဘူးတဲ့သူကယ်မယ်ဒါကြောင့်တရားအတလွတ်ဒုက္ခတွေခက်ခဲမှုတွေယောဂါတွေပြဿနာတွေရင်ဆိုင်နေရလဲစိတ်ဓာတ်မချောင်းနဲ့ဖျားနေပဲသွားပါ ဖရာကိုသာရှာပါဖရာကတာဝန်ယူမယ်ဆိုတာကိုဖော်ပြခြင်းဖြစ်တယ်။ကဲနောက်80ခုမြောက်သောဆာလနဲ့81အဲ့ဒါဘာလဲဆိုတော့တသလုံးသစ္စာရှိစွာအစီခံခြင်း။အဲ့တော့ဖရာကိုကိုယ်ဝယ်တဲ့သူရဲ့အသက်တာမှာသစ္စာပါတယ်။ဘောက်ဖရာကသစ္စာတော်ရှင်ဖြစ်တယ်။ဒါကသက်တာမှာတသလုံးဟာလားသစ္စာရှိစွာအစီခံမယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒါဖော်ပြထားတာဖြစ်တယ် ။ဒါကြောင့်ဒီကွန်ဆက်ကုမြတ်သောဆန္ဒအောင်မေသရိယချင်းနဲ့လဲစိုင်နေသစ္စာရှိစွာကြောင့်ကျွန်မအစီခံနေပါမယ်လို့ပြောခြင်းလဲဖြစ်တယ်။ဒါကြောင့်ခွန်ဆယ်ကုမြတ်သောဆရာပိုင်ရင်လေးကိုကျော်ဖတ်ပြမယ်။ကိုရောကိုရှာသောသူပေါင်းတို့စီကိုရော၌ဝမ်းမြောက်ရှင်လန်းကြပါစေသော။အဘိယကိုရှာတဲ့သူကဘုရားသခင်၌ပဲဝမ်းမြောက်ခြင်းရမယ်တဲ့။ဘာလို့လဲဆိုတော့သစ္စာနဲ့ရှာလို့အဲ့ဘုရားသူတို့ဝမ်းမြောက်ခြင်းပြပေးပါလေတဲ့။ဒါကိုပြောခြင်းနဲ့ဖြစ်ပါလေ။ခွန်ဆက်တခုမြတ်သောဆရာနော်။အပိုင်ငယ် ခုနှစ်ကိုကျွန်တော်ဖတ်ပြခြင်းလဲနော်အကျွန်ုပ်ဒီများစွာသောသူတို့၌အံ့ဘွေသော အရာကဲ့သို့ဖြစ်တော်လေကိုတော်ဒီကျွန်ုပ်၌ခိုင်ခန့်သောခိုးလုံရာဖြစ်တော်မူ၏အာမင်အောက်ဆလန်ဆရာကွန်ဆက်တခုမြောက်သောဆလန်ပိုက်ငယ်ခုနှစ်မှာကျွန်တော်အားတဲ့များစွာသောလူတွေရှိမှအာဟုံးစရာကြီးဖြစ်နေတယ်တဲ့ကျွန်တော်ခံရတဲ့ဒုက္ခပြဿနာခက်ခဲခြင်းပင်မခြင်းဟာသူများကြီးဝမ်းအာဟုံးစရာကြီးတဲ့ဒါပေမဲ့တဲ့အဲ့အာဟုံးစရာကြီးအားလုံးဟာ ုရားသခင်ကြောင့်ကျွန်တော်ဟာခိုင်ခံ့ပြီးဖုရားသခင်အားဖြင့်ပဲခိုးလုံရပြန်ဖြစ်နေတယ်တဲ့အဲ့တော့အနှစ်ချုပ်ပြောရရင်တော့မပြေလည်မှုတွေအများကြီးရှိလို့သူများတွေကကြည့်ပြီးဩနင့်လောက်ဖျားရှိတာနင့်ပဲနင့်လောက်မပြေလည်တာလည်းနင့်ပဲဒါပေမဲ့နင့်အခက်ခဲအားလုံးကိုနင့်ဖျားပဲခိုင်ခတ်အောင် ပြန်ပြီးမဆာနေတယ်ဆိုတော့သူများမြင်ရအောင်ဖျားကလုတ်ပေးတယ်တဲ့ဒါကိုဖော်ပြခြင်းဖြစ်ပါတယ်ဒါကြောင့် တသက်လုံးသစ္စာရှိစွာဘုရားထာအစေခံတဲ့သူရဲ့အသက်တာမှာဘယ်လိုမျိုးအခက်အခဲတွေရှိပါစေခိုင်ခန့်ခြင်းကအဲ့သစ္စာရှိခြင်းပေါ်မှာဘုရားသခင်က ပြင်ဆင်ပေးတယ်ဆိုတာကိုတွေ့ရတယ်။ကဲနောက်92ခုမြောက်သောစာလံ92ခုမြောက်သောစာလံဘာလဲဆိုတော့ဣတရီလတို့ရဲ့စံပြရှင်ပြအဲ့ဒါမစိုးပြောတာလေဆိုရှောလုံမင်းကြီးကိုပြောတာအဲ့ဒါဣတရီလလူမျိုးတွေရဲ့စံပြရှင်မယင်လို့ပြောလိုက်တာ ਨੇ အဲ့ဒါရှောလုံမင်းကြီးကိုပြောခြင်းဖြစ်တယ် နော်ဒါကြောင့်လဲဒီ52ခုမြောက်သောဆာလံပိုက်ငယ်တက်မဆခင်အပေါ်လေးမှာဒီလိုရေးထားတယ်ရှောင်းမုံကိုရီဆောင်၍ဆက်ဆိုသောဆာလံရှောင်းမုံမင်းကြီးကတော်ရရှင်ရင်ညံသိပ်ကောင်းတယ်ဖျားကြီးသူနဲ့အတူရှိတယ်သူ့ဘက်ကစီရင်တယ်သူ့ကိုကောင်းချီးပေးတယ်သူနဲ့အောင်မြင်ခြင်းခွင့်ပေးတယ်အဲဒီအကြောင်းအရာတွေနဲ့ဖတ်သက်ပြီးတော့ဖတ်ချင်ရင် ဒါဟာရှောင်းမောင်မင်းကြီးနဲ့ပတ်သက်ပြီးအဲ့ဒါစံပြက်ရှင်ပြန်တပါးဖြစ်တယ်သူ့ကိုသူများတွေကအခွန်လေးလက်ဆောင်လေးလာဆက်တာရတယ်သူကလည်းတကယ်စင်းရဲပြီးငတ်မွတ်သောသူတွေကို သူပြုပြုစုကြည့်ရှုတယ်ဒါကြောင့်သူဟာစံပြက်ရှင်ပြန်ဣသရေလစံပြက်ရှင်ပြန်တပါးဖြစ်တယ်ဆိုတာကို52ခုမြောက်သောဆာလမဒါဝိတ်မင်းကြီးကရေးထားတာ ဒါဝန်ဆန်းကုမြောက်သောဆာလံဒါဝိမင်းကြီးကိုယ်တိုင်ရေးထားတဲ့ဆာလံဖြစ်တယ်ဘုသူရေးထားတာလဲဣသရီလဆံပြရှင်ပြန်ဆိုတာသူ့သား ရှောလမုန်ကိုသူ ရေးထားခြင်းဖြစ်တယ်နောက်53ကုမြောက်သောဆာလံ53ကုမြောက်သောဆာလံပါလဲဆိုမတရားသောသူတို့သည်အဘိအကြောင်းချမ်းသာကြွယ်ဝပါသည်ကဲရောမတရားနဲ့လုတ်တဲ့ကျွယ်ဝချမ်းသာခြင်းတွေလည်းရှိနေပါလားဒါလည်းအောင်းဩစရာပဲဆိုပြီးတော့ဆာလံဆရာကဤထားတယ်အဲ့ဒါဘာကြောင့်လဲဆာလံဆရာပြန်ပြောတယ် တရားသောသူဘုရားအခွင့်ခဏပေးထားတာအခွင့်ပေးထားတာဒါပေမဲ့တစ်သလုံးမဟုတ်ပါဘူးခဏပေးထားတာတောင်လောကကြီးမှာမတရားသဖြင့်ပြုပြီးတော့အစဉ်ပြေနေရင်လည်းခဏပဲတဲ့ဒါကြောင့်ပြောရမို့ဘယ်ပြောလဲတမာချမ်းစာပြောခဏပဲအချိန်တိုင်းဘုရားတခင်ကဘာလုပ်လဲရုတ်သိမ်းပြီးတော့ပယ်ရှင်းပလိုက်မယ်တဲ့ဒါကို83ခုမြောက်သောဆာလမအတိလင်းဖော်ပြတယ်ဒါပေမဲ့ သူကတော့ဆာလံဆရာတော့ဘာပြောလဲ53ခုမြောက်သောဆာလံပိုင်း28မှာအကျွန်ုပ်မူကားကိုရောထံသို့ချင့်ကပ်၍အကျိုးရှိပါ၏အမှုတော်ရှိသမျှကိုကြားပြောခြင်းကအရှင်ထာဝရဘုရား၌ခိုးလုံလျက်နေပါ၏အာမင်အဲ့တော့မတရားသောသူကဘလို့မတရားလုပ်လို့တဲ့ကျွန်တော်ကတော့ဘုရားထံမှာချင့်ကပ်ပါတယ်တဲ့ဘုရား၌သာလင်အကျိုးရှိပါတယ်တဲ့ မတရားသောသူ၌အဆိုးပဲရှိပါတယ်တဲ့ဒါကိုသူဖော်ပြခြင်းဖြစ်တယ်အဲ့ဒါ83ခုမြောက်သောဆာလံဖြစ်တယ်နောက်84ခုမြောက်သောဆာလံ84ခုမြောက်သောဆာလံဆိုပါလေဆိုသုံးပန်းဖြစ်ဣသရီလကိုဖန်ဆီးခြင်းနော်အော်နားလည်အောင်ပြောရအောင်ဣသရီလလူမျိုးတွေသုံးပန်းဖြစ်ဒုက္ခတွေရောက်တဲ့အချိန်မှာဖျားသခင်ကိုသူတို့နှိမ့်ညနော်အော်ဟင်းပြီးတော့ဒီရန်သူလက်ထဲကလွတ်မြောက်ဖို့ရန်တွား တန်တာပြီးရွတ်ဆိုတဲ့ဆာလံဒီကွန်ဆက်၄ခုမြောက်သောဆာလံဖြစ်ပါတယ်။နောက်95နဲ့96ကတော့ဘာလဲဆိုတော့ကိုကိုကိုမချီးမြောက်ပဲဖယားသခင်ကိုချီးမြောက်ခြင်း။အဲ့တော့ကျွန်တော်သက်တာမှာကျွန်တော်ကိုကိုကိုမချီးမြောက်ရဘူးဖယားသခင်ကိုပဲချီးမြောက်ရမယ်။ကိုကိုကိုမချီးမွားဘူးသူတပတ်ကိုချီးမွားပါစေတဲ့တုတ်တန်ဆရာပြောထားတယ်။ ်အခုလည်းကိုကိုကိုမချိမြောက်ပဲဘုရားသခင်ကိုပဲချိမြောက်ရမယ်ဆိုပြီး85ခုမြောက်သောဆာလံနဲ့86ခုမြောက်သောဆာလံမှာဆာလံဆရာကရည်ထားပါတယ်ဒါကြောင့်86ခုမြောက်သောဆာလံပိုက်ငယ်6ကိုကျော်ဖတ်ပြမယ် sorry 85ခုမြောက်သောဆာလံပိုက်ငယ်6ခုမြောက်သောဆာလံပိုက်ငယ်6ကျော်ဖတ်ပြမယ်နောက်ထောက်ပေးပါသိကြီးကြည့်တယ်ဒီချမ်းပိုက်ကအရှိအနောက်တောင်ရက်တို့တွင်အဘယ်ရက်မြကျေးဇူးမပြုနိုင် သင်ရှိရသွားသွားတဲ့အနောက်ရသွားသွားတဲ့တောင်ရသွားသွားဘယ်ရမှာမှကျေးဇူးမပြုဘူးတဲ့အခုကျွန်တော်ပြောလိုက်တဲ့အထဲမှာအရှိအနောက်တောင်ဝင်းပြောတယ်နော်တခုလိုနေတယ်နော်တခုမရတောင်းနော်မြောက်ရမှာပါဘူးမြောက်ရမှာတော့ကျေးဇူးပြုခြင်းရှိနိုင်တယ်တဲ့ဘောင်းဖရာသခင်ကမြောက်ရမှာနော်ဒါကြောင့်အရင်တော့အစ္စရီတွေကဖရာချစ်ခိုးတော့မယ်ဆိုတော့မြောက်ဘက်ကိုကြည့်ပြီးဖရာချိုးကမြောက်ရမှာပါပဲလေမဟာမင်းကြီးယုံရှိတယ်ဘယ်လိုပြောရလဲဂျေရုဆလင်ကိုပြောခြင်းလည်းဖြစ်တယ် တောင်းအစ္စရိကတော့ဖျက်ရှိခိုးမယ်ဆိုမြောက်မျက်နှာရက်ကိုချိပြီးဖျက်ရှိခိုးတော့မြောက်ဖက်ရက်မှာဖျားလိုက်ရှိတယ်ဒါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဂျူးတွေကဖျက်ရှိခိုးမြောက်ဖက်ရက်ကိုချိဖျက်ရှိခိုးတော့အခုကတော့အရှိနောက်တောင်းမြောက်ဘယ်နေရာရောက်ရောက်နေရာနောက်မှာဖျက်ရှိခိုးရှိတယ်အရာခသိမ်းသိပါတယ်တကယ်ရှိော့ပြောတယ်အမန်နျယ်နော်ကျွန်내အတူရှိတယ်နော် God with us နော်ငါတို့နဲ့အတူရှိတော့ဖေဟာနေရာတိုင်းမှာရှိတယ်အရာခသိန်းကိုသိတောင်ရှိပြောတော့အနောက်တော့တော့မြောက်တော့တော့တောင်တော့တော့နေရာနောက်မှာဘယ်သူရှိလဲဖျားသခင်ရှိတယ်ဒါပေမဲ့ကျွန်တော်ကဂျူးတွေကတော့ဖျားရှိခိုးဘယ်ဘက်လဲမြောက်ဘက်ပဲဆိုတော့ကြည့်ပြီးဖျားရှိခိုးတော့တောင်လေကုနာဒီ55ခုမြောက်သောဆာလပိုက်ငယ်6မှာဒီလိုရေးထားတယ်အရှိအနောက်တောင်ရက်တွေအပေရက်မှဂျေဇုမပြုတ်နိုင်တဲ့ဘယ်ရက်မှဂျေဇုမပြုတ်နိုင်ဘူးအရှိအနောက်တောင် တော့မြောက်ရမှာပဲယေရှုပြုတာရှိတယ်လို့သူပြောချင်တာခစား၅ခုမြောက်သောဆာလံပိုက်ငယ်6မှာအနာလေးအောင်ပြောရင်တော့အခုခေတ်ကာလမှာတော့နေရာနာမှာဘုရားယေရှုပြုနိုင်တယ်ဘုရားခသိကိုဘုရားသခင်သိတယ်ဒါပေမဲ့နှလုံးသားနဲ့ဘုရားကိုချီးမြှောက်ပြီးတိုးဝင်ချင်ကပ်ဖို့ပဲဖြစ်တယ်ဆိုတော့တွေ့ရတယ်နောက်86ခုမြောက်သောဆာလံနော်86ခုမြောက်သောဆာလံပိုက်ငယ်1မှာဇီးအောင်တောင်ပေါ်မှာချိန်ဝက်လျက်နေပါ၏ဘုရားသခင်ဇီးအောင်တောင်နော်မောင်ဇိုင်း ဖျားသခင်ချိန်ဝတ်တယ်အဲ့တောင်ပေါ်နေကောင်းချီးပေးတယ်။ဒါကိုရင်တော့အစ္စရေးတွေကဖျားရှိခိုးတောင်ပေါ်တတ်တတ်ပြီးဖျားရှိခိုးရတယ်။အဘိမောနောသွားမှဖျားရှိတယ်လို့ထင်တယ်။တောင်ပေါ်တတ်မှဖျားရှိတယ်လို့ထင်တယ်။ဒါပေမဲ့ရှမာရီမင်္ဂလိသခင်ရှုပ်ပြောတယ်။မင်းပိုးပြီးတယ်ဘာမှဖျားရှိခိုးလဲဆိုဒီကောင်မလေးကပြောတယ်။အာတောင်ပေါ်တတ်ဖျားရှိခိုးတာအေးတယ်အဲ့ကိုသွားချင်မလို့တော့ဘူးကွာ။ငါမင်းတို့နဲ့တူရှိတယ်။ပြီးတဲ့အခါမှာဖျားသခင်ကနမဝဉ္ဉံဖြစ်တော်မူပြီ။ဖျားကကိုကိုယ်တော်သူကနမဝဉ္ဉံလည်းကောင်းသစ္စာနဲ့လည်းကောင်း ကိုးကွယ်ရမယ်မိဘနေရာရောက်ရောက်တယ်ဖေရောက်နဝဉ္ဇဉ်နဲ့သစ္စာနဲ့ကိုးကွယ်ခွင့်ရှိတယ်။နာမင်းနဲ့အတူရှိခဲ့တယ်သခင်ရှုအောင်။တောင်းတောင်းပေါ်မတက်နိုင်တဲ့ကိစ္စမရှိတော့ဘူး။ရှိတဲ့နေရာမှာ အာယုံပြုပြီးဖေရောက်ကိုးကွယ်လို့ရနေပြီ။ဒါကိုပြောချင်တာ။တောင်းဒီနေသင်ရှိရအရာမှာသင်မမရှိလေအရေးမကြီးဘူး။ရှိတဲ့နေရာမှာဒုစရိုက်ရှောင်ပြီးဖေရောက်ကိုးကွယ် ဘုရားခင်မနစ်သက်တာဖေရှားဘုရားကိုချီးမြှောက်ဘုရားနဲ့သွားလာအဲ့ဒီဘုရားသက်ရောတစ်သလုံးတာဝန်ယူมาဖြစ်တယ်နောက်ဆုံးဖြစ်ပြလေးတစ်ခုပြောပြီးနေကုန်ချုပ်ခြင်း ਨੇ တကယ်တော့ကတတိကြီးတယောက်ကသူဇနီးတဲ့ဆုံးသွားတဲ့ခါမှာသူ့မှာตาလေးရှစ်နှစ်ตาလေးရှိဒါပေမဲ့ကလေးကနည်းနည်းလေးစိုးခြင်းအဲ့ဒီမှာမင်းတတိယနော်ဒီကလေးလေးလိမ်မာဖို့အတွက်ပပုတ်ခါကြီးတယောက်ကိုခေါ်ပြီးတော့ဆရာကြီးရေကျွန်တော်သားလေးကိုသွန်သင်ပေးပါဆိုဆရာကြီးလက်ထဲကိုအပ်တယ် ဲဒီမှာပဲပမုခာကြီးကနောက်တနေ့ကျတော့ဒီကလေးကိုအိမ်ကနေလာခေါ်ပြီးကသားရင်ရေကမုတ်သွားစားရအောင်ဆိုရေကမုတ်ဆိုင်ခေါ်သွားတယ်ပြီးတဲ့ကမှာရေကမုတ်ဆောင်းနေလမ်းလျှောက်နေတဲ့ဟိုတောဆက်တစ်ခုရောက်သွားအဲဒီတောဆက်လေးရောက်တော့အပင်နေရှိတယ်ဗျအဲဒီအပင်နေမှာတချို့အပင်လေးကအညောင်လေးတွေပဲနောက်တဒောင်လောက်ရှိတယ်နောက်တထွာလောက်ရှိတယ်အဲ့ဒီပင်လေးတွေကိုပမုခာကြီးကအဲ့ကလေးလေးကိုပြောတယ်သားရင်မင်းနှုတ်ကျန်းกว่าတဲ့အဲ့မှာကလေးကနှုတ်တာဆွတ်ထုတ်ပြာခဏလေးနဲ့အမြစ်ပါလာတာအဲ့ဒီချိန်မှာပဲအဲ့ကလေးအရက်လောက်ရှိတဲ့အပင်ကြောင့်နှုတ်ခိုင်းတာမနေနှုတ်နေရတာ အဲဒီမှာသူတက်ရက်မြင့်နဲ့အကောင်ကြီးတဲ့နော်လို့နားလည်အောင်ပြောတော့မြင့်မြင့်ခက်မြင့်မြင့်အပေနဲ့ကိုလေးကိုဆွဲနှုတ်ခိုင်းတော့ကိုလေးကမနှုတ်နိုင်ဘူးပြအဲဒီမှာပဲပမုခကြီးကပြောရတာတဲ့မင်းတွေ့လားတဲ့ခုနတထွာလောက်အပင်တထောင်လောက်ပင်ကြောင့်မင်းချင်းချင်းဆွဲနှုတ်လို့ရတယ်တဲ့ဒါပေမဲ့မင်းထက်မြင့်သွားတဲ့မင်းအရက်ထက်မြင့်နဲ့အပေနေကြောင့်မင်းဆွဲနှုတ်ဖို့ခက်သွားတယ်မဟုတ်လားတဲ့ဒီလိုပဲသားတဲ့မင်းရဲ့အထဲမှာမကောင်းတာတွေရှိတယ်မင်းတထွာလောက်တထောင်လောက်ရှိတဲ့ချင်းဆွဲနှုတ်ပလိုက်တဲ့ အဲ့လိုမှမင်းမနှုတ်ရင်အဲ့ဓာတွေကအမြင့်တွေ့သွားရင်မင်းဆွဲနှုတ်ဖို့မင်းခတ်သွားလိမ့်မယ်ခလေးလေးကသဘောပေါက်လားတောင်မင်းထဲမှာစွန့်ညက်တဲ့အရာရှိရင်ဆွဲနှုတ်ပြေမကောင်းတဲ့အရာရှိရင်ဆွဲနှုတ်တသေးလေးနဲ့ဆွဲနှုတ်လိုက်တယ်ပြီးပြီတဲ့အေးအဲ့ဒါကြီးကအမြင့်တွေ့ပြီးတော့ခိုင်ခန့်တဲ့အချိန်ဖြစ်မင်းသွားဆွဲနှုတ်ဘလို့ကျွတ်မထွက်တော့ဘူးအပင်ဆိုလည်းတထွားတော့တောင်လောက်ဆိုဆွဲနှုတ်ရတယ်အမြင့်မှမတွေ့သေးတာအေးဒါမင်းဒီထက်မြင့်သွားရင်မင်းဆွဲနှုတ်ဖို့ခက်တယ် လေးလေးကသဘောပေါက်သွားတယ်။ဒီကျွန်ကျွန်မရဲ့အသက်တာမှာလေဘုရားသခင်မကြိုက်တဲ့ရာနှလုံးသားထဲမှာအမြင့်ဆွဲရင်လေတထွာလောက်တောင်လောက်နဲ့နှုတ်လိုက်ရှင်းလိုက်။အဲ့ဒါရကြပြီးအမြင့်တွဲရင်နေရင်လေတင်းရက်ထက်လဲမြင့်ဆွဲနှုတ်လို့လဲမရဘုရားရှိရလဲကောင်းကြီးမဖြစ်အကုန်လုံးရှုပ်ထွေးကုန်။တောင်ကျွန်တော်ရဲ့နှလုံးသားထဲမှာဒူးဆိုင်တွေကိုခြေကုပ်မယူမိအောင် အမြင့်မတွင်မိအောင်ဘုရားကနှစ်သက်တဲ့အသက်တာနဲ့အသက်ရှင်ပြီးဘုရားချီးမြှောက်ခြင်းကို ခံယူဖို့အတွက်ထိုဘုရားကိုအစဉ်အမြဲချီးမြှောက်ခြင်းနဲ့ချီးမွမ်းစာလံများကိုလေ့လာပြီးတော့ အသက်ရှင်နိုင်သောသူများဖြစ်ပါစေလို့အားပေးရင်းနေကုန်းချုပ်လိုပါလေကျမ်းတော်ရုပ်ချင်းစီတိုင်းဖြတ်ချက်သာ၍ကောင်းချီးပေးပါစေနေသက်ချင်းရှိပါစေ God bless you all ချစ်ချင်ညာစီရောနှစ်ဖန်ညနေမြမဆန်တော်ချင်း၄နာရီခွဲမှပြန်လည်တွေ့ဆုံပါမယ်နှစ်ဖန်89ခုမြောက်သောဆာလံကနေဆက်ပြီးနားထောင်သွားမှာဖြစ်ပါလေဒါကြောင့်နေ့စဉ်ဆာလံချမ်းကိုဆင်ခြင်လိလာနားထောင်နေတဲ့သူအားလုံးဖြတ်ချက်ကောင်းချီးပေးပါစေကျွန်တော်မနေ့ညနေရပဲကောင်းမွန်စွာဖြင့် တောင်ကြီးကလောရက်ဆောက်သုံးနေရကျွန်တော်နှုတ်ကတော်သွားရောက်ဝင်ငါချင်းပြန်လဲရောက်ရှိပါတယ်ထစ်ဖေးအဲဝဲပြုသောသူများမှဆအားလုံးအားလုံးကိုကျွန်တော်ဂျေစုတင်ကြောင်းပေါ်ပြသလိုဒရိယာဆူတောင်းပေးတဲ့ online ပရိသတ်များမှဆအားလုံးကိုလည်းဖြတ်ရှင်းသားပြီးကောင်းချီးပေးပါစေညီသက်ချင်းရှိပါစေနောက်ပါကျွန်တော် live service ပြီးတဲ့အခါမှာတမန်ကျတော့ကြည်ကူးရေးပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့အချို့ချိန်ညာစရာများကိုဖြည့်ဆွက်ပြီးကြော်ညာပေးမှဖြစ်တဲ့နေ့တိုင်းကြီးနေတော်သူများဆက်ရေးပါကျွန်တော်တို့တတ်မှတ်စည်းကမ်းနေ့တိုင်း တတ်မှတ်တိုင်းစီးမြဲနေတိုင်းပဲကျွန်တော်ရေးပါလုံးဝမမှားပါစေနဲ့အသေးစိတ်မှတ်ပါစေတလုံးမှမမှားအောင်ရေးပါအကောင်းဆုံးရေးနိုင်သောသူများဖြစ်ပါစေရေးနေခြင်းကိုကကျွန်တော်သိပေဂုံယူကြောင်းရေးနေခြင်းကိုကဘုရားသခင်နှစ်သက်တဲ့ဘုရားသခင်ထံတော်ဘာမှကောင်းကြီးခံစားရပါစေလို့ဆုမွန်ကောင်းတောင်းလို့ရဆုတောင်းကောင်းကြီးခံယူကြပါစို့ခမည်းတော်သားတော်သရှင်တော်ဘုရားကျွန်တော်သုံးပါးသူဘုရားထံတော်ဘာမှကောင်းကြီးပြပြသည်ချစ်ရှုတဲ့အွန်လိုင်းပရိသတ်များများမှပြည်နဲ့ကဘာကြီးပေါ်သို့သလကောင်း တမန်ကျမ်းစာကြည့်ကူးရေးနေတော့သူအားလုံးပေါ်သူတော်လကောင်းဒီကနေ့မွနီကျောက်တဲ့ဆမနယ်လီနဲ့ကွာမွနီရှင်များအသီးသီးပေါ်သူတော်လကောင်းမင်္ဂလာနေ့ပါလေကျောက်တော်သူများဘုန်းတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုများနှစ်သိမ့်မှုရခြင်းနဲ့ကွာခက်ခဲနေတဲ့သူတွေလွတ်မြောက်ခြင်းယောဂရှိတော်သူများချမ်းသာခြင်းအမျိုးဆုံးသောခက်ခဲတွေကလွတ်မြောက်တဲ့ကောင်းချီသည်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ဝါကြီးပေါ်သို့ယနေ့မှစကားလာဆင်မြန်ကောင်းချီပြပြတက်ရောက်တည်ရှိတည်နေပါစေသောအာမင် ကျေးဇူးတင်ပါတယ်ကြည့်ရှုသူအားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ။ညီသက်ချင်းရှိပါစေ။ကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့။